မင်္ဂလာပါဗန္နာယိတ်ကနေကြိုဆိုပါရယ်ဆရာဆယ်လွင်ရဲ့နှွေကူးတာချိန်နဲ့အခြားအစီများဆိုတဲ့စာအုပ်ထဲကတေးစုကြပျော်ကြတာတွင်ဆိုတဲ့အစီကိုရွတ်ပြပြီးသွားမှာဖြစ်ပါတယ်တေးစုကြပျော်ကြတာတွင်โอเคကျွန်တော်မှန်ရအောင်ဝင်ခံပါမည်ကျွန်တော်ဤပထမဆုံးကားကိုကားတင်းញိုင်းပို့ဖို့ဆွဲမသွားမီဝင်နောက်မှာထိုင်ရင်း ကျွန်တော်ငုံမိသည်ခမည်းကတော့ပြောမှာပေါ့လေကားဆိုတာမှန်တဲ့တမဏိအစုဝေးတတပါကွာလို့သို့တော့ထိုနေ့ကအိန္ဒြေမဆယ်နိုင်ခဲ့သည့်အတွက်မူကျွန်တော်ဘယ်တော့မှနောင်တရနိုင်မည်မဟုတ်ချေလူငယ်တယောက်ဤဘွေစော်ဦးကားဆိုဒီမှာဟိုဟိုဒီဒီသွားဖို့မိဃမတ္တမြတာမကနုပြိုလွတ်လပ်ခြင်းဤအမတ်အသားတစ်ခုလဲ ဖြစ်သည်မဟုတ်လောကျွန်တော်အတွက်တော့ဒီတို့သာအတိတ်ပဲထွက်ပါ၏ဒီအရင်နှစ်နှစ်ကျွန်တော်ဤ16နှစ်မြောက်မွေးနေ့ပြီးကာသမှာကျွန်တော်မိသားစုဤအနီယောင်ဖို့စီတင်ကားအိုကြီးကိုလိုက်ချင်သူမှန်သမျှအကုန်တင်ပြီးစမောင်းခဲ့သည်ကျွန်တော်မိဘတွေကကားကြီးကိုအငိမ့်စားပေးပြီးကျွန်တော်အားအပိုင်စားပေးလိုက်ပြီလေ တညက်နီကျောင်းအပီမှာတငယ်ချင်း၁၀ရောက်ကားဖင်တွေကမှလိုက်ချင်ပါသည်ဆိုသည့်အဲရစ်အပါဝင်ကိုပြုတ်သိတင်လာခဲ့၏ခြေလက်တွေလိန်ရှုပ်ကြက်ညက်တချင်းတကြောကြောအော်နေသည့်အထဲလက်ချောင်းစည်းတန်းကြီးနှင့်နားထဲကိုလာလာကလိနေ၍အာယုံဆိုက်ရခတ်နေသည်အပျော်ကြီးပျော်နေကြသည့်ကိုလူတွေကိုငြိမ်အောင်ထိန်းနေစဉ် ခုနှစ်နှစ်သားအရွယ်လေးတွေအပြည့်တင်လာတော့ကျောင်းဘတ်စကားတစည်းဤဖင်ကိုဝင်ဆောင်ပါတော့သည်ကျွန်တော်မောင်းနေသည်မှာတနာဤစေမိုင်နှုံးမြတာဖြစ်တော်ညာကားချင်းဆောင်မိသည့်ဌံကြောင့်ကျွန်တော်ကားရှိပိုင်းတွန့်လင်ကြေမသွား၏ရုတ်တရက်ကားဖင်မိကိုတတိယ၍အပြေးအလွာကားဖင်ဘုံကိုဖွင့်လိုက်သောအခါအဲရစ်တယောက်စပယာဘီးကိုဖတ်ပြီး ွေလျက်သားဖះဖះဟောဒီမနုဿကဘာမှာတော့မင်းကအလျှော်ဆုံးဒရိုက်ပါပဲဟိသူကပြောရင်းရင်နေသည်ဗျာဘေးလူတွေကအလိုက်ကန်းစူးမသိဝိုင်းကြည့်နေကြ၏ဆချောင်းနှစ်သားလေးတွေကြောင်ဂလူလူမျက်နာကိုစီနှင့်ကားထဲမှတယောက်ချင်းလေးဘက်တွားထွက်နေပုံမှာစက်ကက်လူပြက်တွေနဲ့တူတူသေးတော့ ကားပေါ်မှာတော့တဦးတယောက်မှခိုက်မိပြူမိခြင်းမရှိပါသို့တော့ကလေးမလေးတယောက်မှကြောက်သေးပါခြင်းလားမသိအာခေါင်ချစ်ပြီးအော်ငူနေ၏ခုနှစ်နှစ်သားကလေးတွေအမြင်၌ကျွန်တော်ကဟီးရိုးဖြစ်နေသည်သူတို့ကျွန်တော်ကိုဝိုင်းအားကြနေ၏အမြဲတမ်းခက်တီတီနေရသောရဲကြီးတွေပင်ပြုံးစီပြုံးစီနေ ကျွန်တော်မိဘများကထင်သည့်အတိုင်းဒေါခွီးကြ၏သူတို့ကျွန်တော်အားအပြစ်ဒဏ်ချမှတ်၏ကားပြင်ကကိုကျွန်တော်ဤလာမိနှွေလိုအားကတည်းကကြခံစီတဲ့ကျွန်တော်လဲနင်းနေမှတတလူတတညာကားဘော်ဒီယုံကိုအဟောင်းတွင်နဲ့လဲပြင်ပေးဖို့အရေးဆိုရတော့သည်တို့ဖြစ်လျာပြင်လဲပြီးရော ကျွန်တော်အနီအောင်စီတင်ကားမှာဘောနကအစိမ့်ဘေးကာကအဝါတကားကအပြာဖြစ်နေတော့ပြီထိုနှစ်နွေကကျွန်တော်အတွက်အဓိပတိလွတ်လပ်ရေးပါပြီကမြင်းကျော်ထစရာတွေကများမှများကူခါတိုင်းစပီးကိုစီနှစ်ရေကူးကန်သွားသည့်နေ့တွေမှာယခုမြေရိုးတလျှောက်ကားမောင်းပြီလူသူလေးပါးမရှိသည့် မိယထာတန်လန်းစုံဟောင်းကိုရောက်နေကြပြီခါတိုင်းနီးပြဆရာဤဘင်ကားနှင့်ဘေ့စ်ဘောပွဲတွေတွားနေကြကားပေါ်မှာကစားကွက်တွေအသေးအတန်ဆွေးနွေးရင်းလိုက်ပါနေကြဟောအခုကိုကားနှင့်ကိုတညကျွန်တော်အလုပ်လုပ်သည့်ဇန်တဝဲဆိုင်မှာ ပကံတွေတိမ့်ကြုံစေနေစဉ်တငယ်ချင်းတွေကျွန်တော်ကားမှ ဘီးတွေဖြုတ်ပြီးကားကိုကွန်ကရစ်တုံးတွေပေါ်တင်ပစ်ခဲ့ကြ၏ကျွန်တော်လည်းမသိချင်အောင်စောင်းနေတာကောင်းပါရဲ့လေဟုနှလုံးပိုက်ပြီးအိမ်ကိုလမ်းလျှောက်ပြန်ချလာသည်ဟောနောက်နေ့မနေ့ကျကားကိုအိမ်ရှိမှတွေ့ရသည်မုတ်ဆိတ်ရိတ်ခရင်နေတုတ်လိန်ထားလိုက်ဒီမှာထူပိန်းလူဒီလိုနဲ့တငယ်ချင်းတွေအတီးတီး တကအတကကားမောင်းလိုင်စင်တွေရကျွန်တော်တို့အုပ်စုသူကားကိုကားမော်ဒယ်မျိုးစုံလိုက်စီကြတို့တော့မကြပါအချိန်တန်တော့ကျွန်တော်ကားစီပဲပြန်လုံးမိကြသမီးတို့နှစ်တိုင်းဘာကြောင့်မန်းကျွန်တော်စဉ်းစားမရကျွန်တော်ဖူကားကပုံလင်းမလားညံလင်းမမြန်မိသားစုကားဆိုသည့်အတိုင်းလေကြီးထိုးရိုးရိုးကြီးပြီး စီးရတာလဲဈေးမကြကြီးပူအိုက်သည့်နေတွေဆိုရင်အသားနဲ့ထိုင်ကုန်ဆေးကက်ကက်ကြီးအင်ဂျင်ပုံကြပြီးအနှိမ့်စသဘောကိစ္စချောကမှဒီကားဤထူးခြားချက်ကိုကျွန်တော်သဘောပေါက်မိတော့သည်ကျွန်တော်တငယ်ချင်းအများစုကကားစတီရိုတွေဝယ်တက်နေချိန်မှာကျွန်တော်ကငကူပါရင်းဆွဲ AM radio လေးကိုဖတ်တွေ့ထားစေ သူတို့ကားကက်ဆက်တွေတဝုံတတိုင်းတိုင်းကျင်းနေချိန်မှာကျွန်တော်ရေဒီယိုကနှစ်လိုင်းပဲဖမ်းရရသည်ဒါတောင်ယာစီဥဒ္ဒတရာသောညာမျိုးဖြစ်ပါမှသို့တော်ပြင်းချောက်ချောက်တော့မနိုင်ပါဘသူကမှလည်းရေဒီယိုကောင်းကောင်းဝယ်ဖို့မပူစားဟာနေသောဂီတကွက်လက်ကိုကောင်းမလေးတွေအကြောင်းညှင်းခုန်ခြင်းတယောက်အကြောင်းတယောက်တချင်းဖြတ်ဆူခြင်းသို့မဟုတ် ကိုယ်ဇလန်းလေးတွေကိုပြောပြခြင်းတို့ဖြင့်အစာထိုးဖြည့်ဆည်းပစ်လိုက်ကြသည်တကယ်အမတ်တင်တင် ဖြစ်ကြံခဲ့သည့်အချိန်များကအချင်းချင်းအေးအေးဆေးဆေးလီလီနက်နက်ရှိကြသောအခိုက်အတန့်လေးများပါပြီကျွန်တော်မမိပါကျွန်တော်တို့အသင် အချိန်ပိုကစားရသည့်ပွဲမှာရှုံးပြီးထွက်သွားရ၍ကုတ်ကုတ်လေးပြန်လာခဲ့ရသောအဖြစ်ကိုကျွန်တော်ဘယ်တော့မှမမိပါ ထို့အတူ ခြားတယောက်သူ့မိဘတွေဤစီဝါရေးအပူမီအကြောင်းပြောပြသောညကို၎င်းတိုင်တယောက်သူ့ဖာကီနေကွဲကွာနေရပုံဆွေးဆွေးမြင့်မြင့်ရင်ဖွင့်သောညကို၎င်းအဲရီတယောက်ကြီးစားဟော်ကီကစားသမားဖြစ်လို့သည့်ဆန္ဒကို ဖွင့်ဟတိုင်ပင်သောညကို၎င်းကျွန်တော်ဘယ်တော့မှမေ့လိမ့်မည်မဟုတ်ပါကြီ။နောက်ဆုံးမှာတော့ကျွန်တော်တို့တွေကြောင်းပြီးသွားက ထိုအချိန်မှစ၍နိုင်ငံတဝန်းတယောက်တနေရာစီကွဲကွာသွားကြပြီလူကြီးတွေဖြစ်ကုန်ကြပြီသို့တော်ဝက်လျှော့ဆရာကကျွန်တော်ကားဤညီကုန်းကံဘတ်ကိုကြည်ကွဲစွာအဆုံးသက်စီရင်ချက်ချသောနေ့အဲ့ဒီနေ့ကိုဖြင့်ကျွန်တော်မေ့လို့ရမည်မဟုတ်ပါထိုနေ့ကခံစားခဲ့ရသောလူငယ်တယောက်ဤစိတ်လှရှားမှုကိုကျွန်တော် ဘလို့လို့မေးရနိုင်အန်နီကျွန်တော်ကားထဲမှာအတိတ်အကြောင်းလေးတွေတူမိထားလိုက်ပြီးဖြစ်ရာထင်းလို့ပေါ့ခမညာတနေ့နေ့တစ်ချိန်ချိန်တနေ့ရရမှာကျွန်တော်တို့တွေခေါင်းဖြူဆွဲကြိုးဘဝနဲ့ပြန်လည်တွေ့ဆုံကြသောအခါချစ်ခင်ယဉ်ဒီမှုဤဟူသောမိအလျံကိုပြန်လည်ထွန်းညှိနိုင်အောင်မည်ဆိုတာကျွန်တော်တို့ကောင်းကောင်းသိနေကြသည်လေ အခုရွတ်ပြပြီးသွားတာကတော့ဆရာဆယ်လွင်ရဲ့တီးစုကြပြောကြတာတွေဆိုတဲ့အစီပဲဖြစ်ပါတယ်ဒီအစီကိုကြိုက်နှစ်သက်ပြီးနားထောင်ခံစားရတာအစဉ်ပြေမှုရှိခဲ့ရင်ဗန္နာရိတ်ကို like and subscribe လုပ်ပြီးသွားကြပါအောင်ခင်ဗျာ